neutral four ပါတယ်ဗျာ neutral four ပါတယ် ultra four မဟုတ်တော့ဘူး neutral four ပါတယ် neutral four ဆိုတာကတော့ဒီ sergeant ruckliff လက်ထက်မှာ united အသင်းတည်ဆောက်မဲ့ကွင်းအသစ်ကြီးအတွက် လောလောဆယ်ပေးထားတဲ့နာမည်ပဲဖြစ်ပါတယ်ဆိုတော့ကွင်းအသစ်တိဆောက်ရအောင် ultra four ကဘာတွေဖြစ်နေလဲကွင်းအသစ်တိဆောက်လိုက်လို့ရဘာတွေထူးခြားသွားမှာလဲကွင်းအသစ်ကရော united အပေါ်မှာဘလို့တက်ရောက်မှုတွေရှိလာမှာလဲ စသဖြင့်လဲပေါင်းများစွာကျွန်တော်ရဲ့ခေါင်းတွေထဲမှာအတွေးတွေရှုပ်ရှက်ခဲ့ပြီးတော့မွန်းချက်နေတဲ့အတွက်ကျွန်တော်နည်းနည်းလေးဒါလိုက်ပြီးတော့ဖတ်ကြည့်တဲ့အချိန်မှာကျွန်တော်သိသလောက်လေးကိုကျွန်တော်ရဲ့ United fan တွေကိုပြန်ပြီးတော့ sharing လုပ်ပေးချင်ပါတယ်ကြာဆိုတော့ကျွန်တော်တို့ United တင်တော့ကိုစလိုက်အောင် Ultra Four Queen ကြီးကဘာဖြစ်သွားမှာလဲဆိုတော့ Ultra Four Queen ဟောင်းကဘာဖြစ်သွားမှာလဲဆိုတာအခုချိန်ထိဘယ်သူမှမသိပေမဲ့လေ United အသင်းရဲ့ Queen သစ်စီမံကိန်းကတော့ Ultra Four Queen ကိုဖြိုချပြီးတော့မှာ စောင့်မဲ့စီမံကိန်းမဟုတ်ပါဘူး Ultra 4 Queen ရဲ့ဘေးနားမှာအသစ်ထပ်မံတည်ဆောက်မဲ့ Queen သစ်စီမံကိန်းဆိုတော့ Sergeant Radcliffe က Ultra 4 Queen ဟာအစင်လာကြီးမားတဲ့ Queen ပြီးတော့ United အသင်းရဲ့တကယ်ကိုအနှစ်သာရအမွေတစ်ခုဖြစ်တယ်ဆိုပြီးတော့ပြောပြီးတော့ဆက်လက်ပြီးတော့ထိမ့်သိမ်းထားမယ်လို့တော့အခုချိန်ထိပြောထားတယ်သူရဲ့စကားကိုကိုးကားရရင်တော့ဗျာ Ultra 4ဟာ United အတွက်နှစ်ပေါင်း135နှစ်တိုင်အောင်ဒါအတုံးတော်ခံခဲ့တယ်ဒါပေမဲ့စိတ်မကောင်းစွာနဲ့ပဲလက်ရှိ Modern Ball လုံးလောကမှာကမ္ဘာအကောင်ဆုံး ဘောလုံးကွင်းနေနဲ့ဒါရှင်နိုင်စွမ်းကတော့ဒါမရှိတော့ဘူးပေါ့နော်ကွင်းတစ်ကို United ကွင်းပေးမှာစောက်ချင်းအဖြစ် United ရဲ့အစင်လာကိုထိမ့်သိမ်းရရောက်တယ်လို့ပရိသတ်တွေအနေနဲ့ကလည်းနောက်ဆုံးပေါ်ခင်မီနီးပညာတွေနဲ့ဖန်တီးထားတဲ့ကွင်းတစ်ကြီးကိုခြေချခွင့်ရမယ်ဆိုပြီးတော့ပြောထားတယ်ဆိုတော့တခုခန္ဓာတော့ကတော့ဗျာကွင်းတစ်စောက်နေတော့မှာ United အသင်းဟာဒါကွင်းပြောင်းမနေဘဲနဲ့အသိရမလား Old Trafford ကွင်းမှာပဲဆက်လက်ပြီးတော့ဘောလုံးပွဲတွေကိုရှင်ပြန်ကစားနိုင်အောင်မှာပဲဖြစ်ပါတယ်အဲ့ဒီတခုကတော့ကောင်းပါတယ် ဆိုတော့ဥမာပြောရရင်ဗျာတော်တင်ဟော့စပတ်တဲ့ရ2016ကနေ2019ခုနှစ်အထိကဒါသူကွင်းတစ်တီစောင့်နေလို့အိမ်ကွင်းပွဲစဉ်တွေကိုဝင်းဘလင်ကွင်းမှာဒါ3နှစ်တီတီကစားခဲ့ရတယ်ဆိုတော့ United ကတော့အဲ့လိုမဖြစ်တော့ဘူးဗောဗျာ United ကတော့အဲ့လိုမျိုးရင်ဆိုင်ရမှာမဟုတ်ဘူး Neutral Force ဆိုတဲ့နာမည်ကလည်းအခုချိန်ထိကတော့ဟိုအတီတော့မဖြစ်သေးဘူးဗောနော် CEO Omar Brother ကနေပြီးတော့အခုဒါကြုံလာတဲ့အခြေအနေပေါ်မူတည်ပြီးတော့ယင်းနှိမ့်နှံမှုတွေကိုဆွဲဆောင်ရမယ်ဆိုပြီးတော့လေသူကလေတံဟထားရဲဆိုတော့ပြောရမယ်ဆိုရင်တော့ ဒီကွင်းသက်ရဲ့နာမည်ကိုလည်းရောင်းစားနိုင်သေးတယ်ဆိုတော့ new travel ဆိုတာလည်းအခုလောလောလတ်လတ်သတ်မှတ်ထားတဲ့နာမည်ပဲရှိပါသေးတယ်ဆိုလိုချင်တာရောင်းစားလို့ရှိရင်စကားလှောင်ပြောထားတာပေါ့ဗျာကွင်းသက်ကြီးပြီးသွားလို့ရှိရင် ultra 4ကိုဘာလို့ပြစ်မှာလဲဆိုတော့မေကွန်းနေရတော့အခုချိန်ထိဖြစ်မရှိသေးဘူးဗျာ new travel queen this siman game united သင်းရဲ့ queen this siman game အတွက်ဒါဘီတုကအကြီးကဲ lord norman foster ကတော့သူ့ရဲ့ပြောပြချက်အရပါเนาะဒီ queen this siman game က၅နှစ်ကြာမယ်လို့ဒါယာထားတယ် စုစုအားဖြင့်ပေါင်း2ဘီလီယံအထိကုန်ကြမယ်လို့ဒါခန့်မှန်းထားတယ်ပရိသတ်တသိန်းဆန့်မယ်လို့သိရတယ်တသိန်းတက်လဲကြော်မယ်ကြော်ဝါနိုင်တယ်ပေါ့ဗျာဆိုတော့ဒါမှမဟုတ်တကယ်လက်တွေ့မှာအဲ့ဒီကအများကြီးပို့ပြီးတော့ဆန့်နိုင်တယ်လို့ပြောထားရဆိုတော့ပရိသတ်တသိန်းကြော်အောင်ဆန့်မှာတော့ oh my god ကျွတ်စင်အမေအပြင်တော့ပရိသတ်တသိန်းလောက်ဆန့်နေဗျာအာဂလာကွင်းတိတ်ကြီးတစ်ခုကိုစောက်မယ်ဆိုလို့ရှိရင်တော့ဖြတ်မြတ်ကြခြင်းကအနည်းဆုံး၈နှစ်ကနေ၁၀နှစ်အတွင်းဒါကြာနိုင်တယ်ပေါ့နော်ဒါပေမဲ့ United ရဲ့ကွင်းတိတ်ကတော့၅နှစ်နဲ့အပြီးစောက်မယ်ဆိုတာတော့ စောင့်ကြည့်ရမှာပဲဆိုတော့နောက်ပြီးတော့ဗျာကျွန်တော် United သင်းရဲ့ကျွန်တော်ဗန်ဒါအိတ်ချိန်လေးတို့ကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်း United ကလက်ရှိချိန်မှာပေါင်1ဘီလီယံလောက်အကျွေးတင်နေတဲ့အသင်းအသင်းရဲ့ငွေလည်ပတ်မှုအကျွေးတွေကလည်း930တန်းလောက်ဒါအကျွေးတင်နေတယ် player transfer ကလည်းအကျွေးပေါင်390တန်းရှိတယ်ဆိုတော့ခုနပြောလို့ရှိရင်အဲ့နှစ်ခုကိုပေါင်းလိုက်ရင်တော့အကျွေးကပေါင်1ဘီလီယံလောက်အကျွေးတင်နေတဲ့အသင်းဆိုတော့ဒီ Quintus Simon ဂိမ်းအတွက်ပတ်စံတွေက ရားရမှာလဲအဲ့ဒါလည်းစဉ်းစားကြရပါအဲ့တော့နောက်ထပ်ကျွန်တော်သတင်းတွေထပ်ရှာဖတ်တဲ့အချိန်မှာတော့အင်္ဂလန်အစိုးရတာဝန်ရှိသူတွေနဲ့မန်ချက်စတာမြို့တော်ဝင်ကတော့ကွင်းသစ်စီမံကိန်းကိုအားရဝမ်းသာစွာနဲ့ထောက်ခံခဲ့တယ်အင်္ဂလန်နိုင်ငံအတွက်နိုင်ငံတကာ international international အားကစားပြိုင်ပွဲတွေလက်ခံကျင်းပဖို့အတွက်ကမ္ဘာ့အဆင့်မီကွင်းသစ်တခွင်းပိုင်တော့မယ်ဆိုပြီးတော့လေချီကျူးစကားတွေပြောဆိုခဲ့တယ်ဆိုပေမဲ့လေကွင်းသစ်စီမံကိန်းအတွက်တော့အစိုးရကပတ်စံလုံးဝထောက်ပံ့ပေးမှာမဟုတ်ပါဘူးလို့ပြောထားပြန်တယ် ဆိုတော့အဓိပ္ပာယ်ကတော့မင်းတို့ဘာသာစောက်ချင်စောက်ငါတို့အစိုးရစီကတော့ဘတ်ဂျက်လာမတောင်းနဲ့ဆိုတဲ့သဘောပဲဆိုတော့ဆိုလိုချင်တာကတော့နိုင်ငံတကာပွဲတွေလှုပ်လို့ရှိရင်လို့ရှိရင်တော့ဒီကွင်းသစ်မှာဒါငှားပြီးကစားမယ်ဆိုလို့ရှိရင်တော့ကွင်းငှားကပေးပြီးတော့ပဲကျင်းပသွားမယ်ဆိုတဲ့သဘောပေါ့ဗျာအခုလက်ရှိလည်းဒီ Ultra 4ကွင်းကိုမကန်ကျင်နေဆိုလို့ရှိရင်လည်းအဲ့လိုကွင်းငှားကပေးပြီးတော့ပဲကကန်ရတာပေါ့2035ခုနှစ်ဒါအမျိုးသမီးကမ္ဘာဖလားကိုအင်္ဂလန်ကအင်ရှင်နိုင်ငံအဖြစ်ဒါလှုပ်ဖို့ရည်ရွယ်ခဲ့တာဖြစ်ပြီးတော့ကွင်းသစ်မှာဘောလုံးပွဲလက်ခံ ျင်းပပေးမယ်လို့နှုတ်ကတိတွေလည်းရှိထားတယ်ဆိုပြီးတော့လည်းသတင်းတွေထွက်နေဒါပေမဲ့လည်းဗျာဒါတွေကလည်းဟိုပြောမှဆိုရင်တော့ကျွန်တော်လက်ထဲမရောက်သေးရေဘယ်အရာမှတော့သေချာနေတာတော့မဟုတ်ဘူးပေါ့နော်စောက်ဖြစ်မှចောင်းတကာပေါ့နော်အဲ့လိုအကွက်တွေပေါ့လောလောဆယ် United ရဲ့ဒီ Neutral for Queen သစီမံကိန်းအတွက်ဘန်ရီစီကချီရင်းနှီးမုန်းနှံမှုတွေရှာကွင်းဝင်ခြေတွေတိုးကောက်ဖို့ကတော့ဒါသေချာနေပြီဆိုတော့ဘာရဆက်ဖြစ်လာမှာလဲဆိုတာတော့ကျွန်တော်တို့ငွေရောင်ပိတ်ကားထားမှာကျွန်တော်ဆက်ပြီးစောင့်ကြည့်ရမှာပဲ ဘာကြောင့်ကွင်းသစ်တိဆောက်ချင်ရလဲအဖေရောရှင်းပါရယ် United အသင်းရဲ့လက်ရှိကစားနေတဲ့ Old Trafford ကွင်းဟာနာမည်နဲ့ light on ဦးဟောင်းနေလို့ပဲဆိုတော့ Roman မမီအောင်မလားတော့မသိဘူး2024ခုနှစ်မေလတုန်းက Arsenal အသင်းကိုဂိုကုန်းရှိခဲ့ရှုံးနေခဲ့တဲ့ပွဲပြီးမှ Old Trafford ရဲ့ခေါင်မိုးကရေတွေယိုပြီးတော့ရေတွေမသိရင်ရေတခွင်ကြီးလို့ဒါကြာနေတဲ့ဟာတွေပြီးတော့ရေဝစ်တာတွေပေါ့နော်စသဖြင့် ဲ့ဒီအရာတွေအကုန်လုံးဟိုဒါမှတ်မိလိမ့်မယ်ဟိုလိုဒါကျွန်တော်ထင်ပါတယ်အင်္ဂလိပ်နေရာရဲ့ပြောစကားတော့ဗျာ Ultra Four Queen ရဲ့ခေါင်မိုးတွေနဲ့ Queen တွင်းရေထုပ်စနစ်တွေကဟောင်းနွမ်းဆွေးမြေ့နေတာကြာခဲ့ပါပြီဆိုပြီးတော့လည်းပြောတာတယ်သူတို့ပြောတာလည်းမမှားဘူးဗျာ United တာဝန်ရှိသူတွေဒါအဲ့သတင်းတွေကိုပြန်ပြီးတော့သူတို့ဖုံးဖုံးပိပိလှုပ်ထားလို့ဒါဒါအရင်ဘုံမဖြစ်လာပဲတပုတ်စားနှစ်ဖုတ်စားလောက်ပဲဒါသတင်းထွက်လာတာပေါ့နော်အကလေးစားမိသားစုဝယ်ခဲ့တဲ့2005ခုနှစ်ကနေလက်ရှိအချိန်ထိ Ultra Four Queen နဲ့ပတ်သက်ပြီးတော့ ပြုပြင်မောမှန်ခဲ့တာဆိုတော့ဗျာတစ်ချိန်ပဲလုပ်ခဲ့ဘူးလေဆိုတော့စဉ်းစားကြည့်တော့နှစ်ကြာကြီးမှာအဲ့ဒါလဲ2006ခုနှစ်မှာကွင်းထဲကိုပို့ပြီးတော့လူဝင်ဆန့်အောင်ဆိုပြီးတော့ဒါထိုင်ကုန်6000တိုးခဲ့တာဖြစ်တယ်ကြံတဲ့အရာတွေဘာမှမပြုပြင်ခဲ့ဘူးဒီအနှစ်20ဝန်းကျင်တော့မှာဆိုတော့ဒီတိုင်းပြစ်ထားတာကြာတဲ့ကွင်းတကွင်းများပြက်စီးလာတာတော့ဒါမထူးဆန်းပါဘူးပေါ့နော်ဆိုတော့ Ultra 4ကအခုလက်ရှိချိန်မှာတော့ပြိသက်9400ဆန်းနဲ့ကွင်းကြီးဖြစ်နေရတာနဲ့ အင်္ဂန်ဆိုးရဗြိတိန်နိုင်ငံတွေပေါင်းပြီးတော့အင်ရှင်ဖြစ်ကျင်းပမဲ့ယူရို2028ခုနှစ် ပြိုင်ပွဲမှာအသုံးပြုမဲ့ကွင်းတွေထဲမှာ Old Trafford ကိုမထည့်ခဲ့ဘူးအဲ့ဒါကြီးကလည်းအင်္ဂလန်မှာနိုင်ငံတကာပွဲတွေလုပ်တိုင်းအမြဲရွေးခန့်ခဲ့ရတဲ့ Old Trafford ဒီတစ်ခေါက်မှာပြစ်ပယ်ခံရတာတော့ United ရဲ့ခုံတိတ်ခါကိုထိပါစေတယ်ထိခိုက်သွားရလို့တော့ကျွန်တော်စိတ်ထင်ဒီဘုတ်ဖွဲ့ပြတဲ့စာချင် Redcliffe ကတော့ယူဆမှာပဲဗျ United အပေါ်မှာဘယ်လိုတက်ရောက်မှုတွေရှိလာမှာ ဆိုတော့ဒီမေးခွန်းကလည်းဒါကျွန်တော်တို့ရောဘရိုတို့ရောသိချင်နေလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ပိုကောင်းတဲ့ကွင်းမှာကစားလို့ဗျာ United အသင်းကခြေစွမ်းပိုကောင်းလာလိမ့်မယ်ရလက်တွေပိုကောင်းလာလိမ့်မယ်လို့တော့ညိုကီတော့မတင်စေချင်ဘူးဒါပေမဲ့သေချာတာတစ်ခုကတော့ United သာဥရောပဝင်ကွင်းတွေဒါမရခဲ့ရင်ဖက်ဖက်ဖက်ပေါ့နော် Premier League မှာရလက်တွေဒါမကောင်းခဲ့ရင်တော့အာနည်းနည်းတော့ဒုက္ခရောက်နိုင်တယ်ဗျာရလက်တွေမကောင်းခဲ့ဘူးဆိုရင်ဗျာဒါအကုန်လုံးသိကြတဲ့အတိုင်းပဲကျွန်တော်တို့ ဒီ sponsor တွေရဲ့ညငွေကြေးတွေလည်းယော့သွားမယ်ပြီးရခါကျတော့ရလက်တင်မကောင်းလို့ရှိရင်ငွေကြေးလိုအပ်ချက်ရငွေမွေးချမ်းပေါက်ကစားသမားတွေကိုထုတ်ရောင်းရတာမျိုးလည်းဒါမြင်တွေ့ရနိုင်တယ်ကွင်းသစ်စောင့်နေတော့မှဗျာကစားသမားအပြောင်းအရွှေ့အတွက်လည်းဒါပြောင်းရွှေ့ရေးငွေကိုခက်ကြမ်းကြမ်းသုံးနိုင်တော့မှာမဟုတ်ဘူးသိကြတာအတော့ဆိုတော့လက်ရှိနီးပြအာမိုရင်အကယ်၍ပေါ့နော်အကယ်၍ပြောရပါဟိုဖြစ်မယ်လို့ပြောတာမဟုတ်ပါဘူးနော်အကယ်၍လက်ရှိနီးပြအာမိုရင်ပြုတ်သွားပြီးတော့နီးပြအစ်ထက်ရောက်လာခဲ့မယ်ဆိုရင်လည်း ရှိတာလေးနဲ့လှအောင်ဝဲဆိုတဲ့စကားအတိုင်းပဲလက်ရှိရှိပြီးသားအစုအဖွဲ့နဲ့ပဲကောင်းအောင်တိဆောက်ခိုင်းမှာပဲဒီ Queen's စောင့်နေတဲ့ဒီ9နှစ်တာကာလမှာပေါ့နော်ဆိုတော့အစိုးရအကောင်လို့ပြောရမယ့်တစ်ချက်ကတော့ဘာလဲဆိုတော့ United အသင်းရဲ့ Academy ထွက်ကစားသမားတွေကစားသမားငယ်လေးတွေအသင်းမှာနေရာပိုရလာမယ် Sergeant Radcliffe ပြောသလိုပဲဗျာ United ရဲ့ DNA အစစ်မှန်ကိုပဲပြောင်းပြင်ရတော့မှာလားဒါမှမဟုတ် မှန်ချက်နဲ့နှမ်းထွက်လွဲပြီးတော့ ጓ န်းသွားမှာလားဆိုတော့လေပြောမယ်ဆိုရင်တော့ကျိုးတန်းပေါ်လမ်းလျှောက်ရသလိုပဲကျွန်တော်တို့ယင်းအဲယင်းကုန်စိတ်လို့ရောက်သွားနေတော့စောင့်ကြည့်ရအောင်ပါပဲဗျာ Neutral Fort ကွင်းသစ်စီမံကိန်းနောက်ွယ်မှာဘာတွေရှိနိုင်မလဲဆိုတော့ Sergeant Radcliffe ကဗျာ United အသင်းကိုချစ်ပါတယ်လို့ဘလောက်ပဲဗျာဘဇက်ကနေတတွင်တွင်ပြောနေပေမဲ့လဲသူကစီးပွားရေးသမားတယောက်ဆိုတာဒါ bro ရဲ့အုံနောက်ထဲမှာ bro မမေ့ပါနဲ့ပေါ့နော်ကျွန်တော်အဲ့ဒါလေးပြောချင်တယ်သူရောက်လာပြီးမှဗျာဝန်ထမ်းတွေအလုပ်ပြုတ်တယ် ထုတ်ပြတယ်ဗောဗျာ Ultra 4မှာနေလေစားမကြွေးတော့ချစ်တီးဗောဗျာပြောမှန်ဆိုတော့အသုံးစိဘောင်းဆောင်ဗျာ short ချရယ်ဗျာစသဖြင့်ဆိုတော့ကစားသမားတွေကိုလည်းပေးရတဲ့လာတာနဲ့မတန်ဘူးစသဖြင့်လူသိရှင်သာဝေးပန်းတယ်เนาะဒီနေရာမှာ Queen တဲ့နဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားစရာကောင်းမှုလေတခုကရှိအဲ့ဘာလဲဆိုတော့အင်္ဂလန်အစိုးရအဖွဲ့ဝင်နေနဲ့ Manchester မြို့တော်ဝင်ကဒီ Queen တဲ့စီမံကိန်းကိုထောက်ခံခဲ့တဲ့အကြောင်းအစောပိုင်းလုံးကဒါကျွန်တော်ပြောခဲ့ရယ်เนาะ ဒါပေမဲ့ကွင်းသစ်စီမံကိန်းရောက်လဲနောက်လာမဲ့9နှစ်အတွင်းမှာအလုတ်ကင်သိ6000ကျော်ပေါ်ထွက်လာလိမ့်မယ်လို့လဲဒါစီးပွားရေးပညာရှင်တွေကဒါခံမှန်းထားတယ်။ဒါ့အပြင် United Manchester United မြို့ကန်အတွက်လဲစီးပွားရေးခွင့်လန်းတွေပိုခံစားရမှာဖြစ်တယ်ဥပမာဗျာကျွန်တော်စားတောက်ဆိုင်တွေပိုရောင်းရမယ်ဟိုတယ်တွေအခန်းပိုမှားရမယ်စသဖြင့်ပေါ့နော်ပြီးတော့နိုင်ငံခြားယင်းနှမြုံနယ်သူတွေကလဲကွင်းသစ်စီမံကိန်းပါဗျာယင်းနှမြုံနယ်ရင်းနဲ့အင်္ဂလန်ရဲ့အနေအထားကိုဒါလာပြီးတော့လေ့လာကြမယ်။ဆိုတော့ကွင်းသစ်နဲ့မဆိုင်တဲ့တခြားယင်းနှမြုံနယ်မှုတွေလဲပါလာနိုင်တယ်မြင်ရလာနိုင်တယ် ငွေကြေးစီစဉ်မှုတွေအဲ့မှာဗျာပြောမယ်ဆိုလို့ရှိရင်တော့ရှိလာနိုင်တယ်လို့ဒါမျှော်လင့်ထားကြတယ်ဆာဂျင်ရက်ကလစ်က United အသင်းကိုတကယ်ချစ်လို့တကယ်လိုအပ်တယ်ထင်လို့ကွင်းသစ်စောက်မှာလာဒါမှမဟုတ်မန်ချက်စတာမြို့မှာသူကစူပါဟီးရိုးကြီးတယောက်လို့ကက်တရှင်ကြီးတယောက်လို့ဖြစ်ချင်တာလားဒါမှမဟုတ် နောက်ွယ်မှာများအင်္ဂလန်အစိုးရနဲ့အပေးယူတွေဘာများရှိနေတာလဲဒါကတော့ကျွန်တော်တို့မမြင်နိုင်တဲ့အရာတွေပေါ့နော်ဒါရေးရလဲကျွန်တော်တို့စဉ်းစားကြရပါဆိုတော့ ခုနပြောသလိုပဲ Sergeant Radcliffe ကစီးပွားရေးသမားတယောက်ဆိုတော့ဒါကျွန်တော်တို့အားလုံးမမေ့ပါနဲ့ကျွန်တော်တို့လိုလား United ပြည်သက်တွေအတွက်မမြင်နိုင်တဲ့ဒါနောက်ွယ်ကအကြောင်းအရာပေါင်းများစွာမိကုံပေါင်းများစွာရှိနိုင်နေပြီမဲ့လေဒါသိကြတာတစ်ခုတော့ရှိတယ်ဗျအဲ့ဒါပါလဲဆိုတော့မဝေးတော့အချိန်တစ်ခုမှာကျွန်တော်တို့ Ultra Foot Queen ကြီးကိုနှုတ်ဆက်ရအောင်မယ်ဆိုတာပါဟုတ်ကဲ့ပါကျွန်တော်ရဲ့ United Tin Talk ကိုအဆုံးထိစောင့်ကြည့်ပေးခဲ့ရတဲ့အရောက်စီတောင်ကျွန်တော်အထူးပဲကျေးဇူးတင်ရှိပါရစေကျွန်တော်ကတော့ Media Sport က United Fan တက်စင်ပါကျွန်တော်ရဲ့နောက်ပိုင်းမှာပြန်ဆုံတွေ့ကြပါပြီအားလုံးပဲကြီးစားကြပါဦး Psst. <laughs>